ကဲဒီတစ်ခါလုတ်ပြမှာက natural herbal shampoo လို့ခေါ်တယ် natural butterfly pea shampoo ဖြစ်ပါတယ်အောင်မဲညိုရှမ်ပူဖြစ်ပါတယ်အဲ့အောင်မဲညိုရှမ်ပူလေးကိုပြုတ်ထားတယ်ပြုတ်ရည်လေးရပါပြီအဲ့ဒါလေးကိုကျမကတန်ရှင်းမှုအများကြီးရှိရမှာเนาะအများကြီးတန်ရှင်းမှုလိုအပ်ပါတယ်အဲ့ဒါလေးကိုကျမကပြုတ်ထားတာပါနည်းနည်းလေးခြီးပါမယ်เนาะ ခြေပြီးတဲ့အရေကိုစစ်ပါမယ်ခြေပြီးတဲ့အရေကိုစစ်ပါမယ်အဲ့ဒီကတော့အမိုင်အဲ့ဒီကတော့အမိုင်အဲ့ဒီကတော့အမိုင် 3လီတာကွဲပါ3လီတာကွဲချိန်ထားပါတယ်ဒါလေးကအောင်မင်းညိုရှမ်ပူအတွက်ခုနကတော့ငါစစ်ထားတဲ့ပြုတ်ရည်လေးပါ။ဒါ3လီတာခွဲချိန်ထားပါတယ်။ ဒီဟာလေးတွေက butterfly pea shampoo လုပ်တဲ့နေရာမှာပါဝင်တဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်ဒီဟာက N8000 လို့ခေါ်တဲ့ surfactant မှာ surfactant မှာ N8000 လို့ခေါ်တဲ့ surfactant မှာဒီဟာက CDEA လို့ခေါ်တဲ့ coco di ethanolamine ဆိုတဲ့သူလဲ surfactant မှာပဲ coco di ethanolamine လို့ခေါ်ပါတယ်သူကလည်း surfactant မှာပဲဒါကကိုကိုပီတိန်လို့ခေါ်တယ်ပီတိန်လို့လည်းခေါ်တယ် coca mido probiotic CABB လို့ခေါ်ပါတယ်။သူလဲ surfactant အမျိုးအစားထဲမှာပါပါတယ်။ပြီးရင် vitamin E ထည့်ပါမယ်။ပြီးရင် preservative ထည့်ပါမယ်။ပြီးရင် vitamin B5 ထည့်ပါမယ်။နောက်ပြီးတော့ဒါလေးရစာ NaCl ဆိုတဲ့စာဒီစာကနောက်ဆုံးမှထည့်ရပါတယ်နော်။အခု N8000 ကိုဘုံလေးကိုထည့်ပြီးတော့မှခြေပါမယ်။ခြေပြီးတော့မှတခြား ingredients တွေကိုထည့်ပါမယ်။ အရေးကြီးတာသုံးဆွဲတဲ့ပစ္စည်းဘုံသုံးတဲ့ရေပုံးရယ်ဆီလီကွန်စပက်ကျူလာရယ်ဝစ်ကာရေကတန့်ရှင်းရပါတယ်เนาะအထူးတန့်ရှင်းမှုလိုအပ်ပါတယ်ဆေးကြောထားရေနဲ့ပြောင်ဆင်အောင်ဆေးကြောထားရုံနဲ့မဟုတ်ဘဲね99%ဤသနောနဲ့99%ဤသနောနဲ့ပိုသက်ထားပေးရပါတယ်ရေကြီးရတန့်ရှင်းမှုအထူးလိုအပ်ပါတယ်เนาะ အခု N8000 ကိုခြေပါမယ်အခုစိုက်တဲ့ပေါ်လေးအဲ့ဒါကိုခြေမယ် るような気がに。い、いいね。 stick blender နဲ့မှွေပါမယ်။ပို့ပြီးတော့မှ homogeneous ဖြစ်သွားအောင်လို့ stick blender နဲ့မှွေပါမယ်။ဒီနေ့ဘာလုပ်ကြလဲ? negative လား? လုံးအရေးပြောဝင်သွားပါပြီပြီးတော့ CDE ရေးထည့်ပါမယ်ကိုကိုဘီတိန်ထည့်ပါမယ်ဘီတိန်လို့ခေါ်တယ် ကိုကာမီဒူပရိုဖိုင်းဒီထိန်းထည့်ပါမယ်ပရီဇာဗေးတစ်ထည့်ပါမယ်ဖိုက်တာမင် B5 ထည့်ပါမယ် PQ7 ထည့်ပါမယ်။ PQ7 က120လောက်ထည့်ပါမယ်။ PQ7 ဆိုတာ Polyquaternium 7ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးပြောဝင်သွားပါပြီ။နောက်ဆုံးမှာ NaCl လို့ခေါ်တဲ့စားကိုထည့်ပါမယ်။စားလေးကနည်းနည်းလေးပဲထည့်ရအောင်နော်။အရေကို ပြစ်ချင်ရင်စားပိုထည့်လို့ရပါတယ်။အရေပြစ်ချင်သောသူများအတွက်အရေပြစ်ပြစ်လိုချင်နေဆိုတဲ့လူများအတွက်စားပိုထည့်လို့ရပါတယ်။စားကိုနောက်ထပ်ဒီလောက်ထပ်ထည့်လို့ရပါဒီထက်နှစထည့်လို့ရပါတယ်။ဒါပေမဲ့အရေပြစ်ပေမဲ့ခေါင်းလျှော်တဲ့နေရာမှာဆန်သားကိုကျန်းစီပါတယ်။သပင်ကိုကျန်းစီပါတယ်။ဆန်သားကိုကျန်းစီပါတယ်။အဲဒါကြောင့်ကျမကအရေကို မပြစ်ရင်နေပါစေ။စားကိုပိုမထည့်ပါ ပါဘူးကြဲကြဲလေးနဲ့ပဲရှော်စီခြင်းပါတယ်ကြဲကြဲလေးနဲ့ပဲရှော်တာကိုပို့ပြီးတော့မှကြိုက်ပါတယ်အဲအကြောင်းကျွန်မစားကိုနည်းနည်းပဲထည့်ပါတယ်ဒီလောက်လေးပဲထည့်နော်ထားထည့်ပါမယ်ပြီးရင် vitamin E ထည့်ပါမယ် y yeah, es muy bam, ¿eh? သွားပါပြီနောက်ဆုံးကြတော့မှအနံ့ထည့်ပါမယ် fragrance wipe လို့ခေါ်တဲ့အနံ့ထည့်ပါမယ်အခုကျမကအောင်မဲညိုရှမ်ပူလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ butterfly pea ဆိုတဲ့အနံ့လေးထည့်ပါမယ်။အားလုံးပြီးသွားပါပြီ။ homogeneous ဖြစ်သွားပါပြီ။ တာဝန်ပစ္စည်းတွေအလုံးတသားတည်းဖြစ်သွားတာကို homogeneous ဖြစ်တယ်လို့ခေါ်ပါတယ်အခု homogeneous ဖြစ်သွားပါပြီ ်ပြီးတော့ရင် သူ့ကို plastic wrapping လေးနဲ့အုပ်ထားပါမယ် ကဲရပါပြီ plastic wrapping လေးနဲ့အုပ်ထားပါတယ်သုံးရက်ကြာလို့ရှိရင်အမြုပ်တွေငြိမ်သွားပြီးတော့မှအကြည်ရောင်လေးဖြစ်လာရင်အိတ်သေးကိုသွတ်တာကိုပြပါမယ် plastic wrapping လေးအုပ်တာက ပိုးမွှားတွေမျိုးလုံးနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေအမှုန်တွေဖုန်တွေမဝင်အောင်လို့အုပ်ထားတာဖြစ်ပါတယ်